အိမ်ထောင်ရေးဖောက်ပြန်တာတွေအပြူလူပြူတွေကအိမ်ထောင်တိမ်နဲ့ပတ်သက်ပြီးတော့ဖောက်ပြန်တာတွေယုံကြည်သူတွေထဲမှာလည်းဒါမျိုးတွေရှိတယ်ဆိုတာကိုကျွန်တော်ကြားရတော့စိတ်မကောင်းဖြစ်တယ်။ဗဇက်ကနေဖယားသားသမီးဆိုတဲ့စကားလုံးကမချဘူး။သူများမိမကိုတွားကြိုက်။သူများယောက်ျားကိုတွားကြိုက်။ခင်ဗျားတို့မရှက်ဘူးလား။ခင်ဗျားတို့မရှက်ရင်လည်းကျွန်တော်ကရှက်တယ်။ပြီးရင်တချို့ဆရာတွေကိုကိုတိုင်ကဝိညာဉ်ရမှာဥဆောင်နေဆရာလောက်ထားပြီးမှ ရီးစားတွေတျောက်ပြီးတျောက်ပြီးထားပြမိမတွေတျောက်ပြီးတျောက်ပြီးယူပြခင်ဗျားတို့ဖယားရဲ့ဘုံတော်ကိုရှုံးကြစရာဖြစ်တယ်ဆိုတော့ကိုယ်နည်းနည်းလေးတော့မသွေးမိဘူးလားအဲ့တော့ကိုရင်သူထဲမှာလည်းဒီအဖြစ်ပြက်မျိုးတွေရှိလို့ရှင်ဘောလူကပြောလဲဆိုတော့သာသနာပလူတွေထဲမှာတော့မကြားဘူးတဲ့ကိစ္စအတင်းတော်မှာလာဖြစ်နေတယ်အဖေရဲ့မိမကိုပြန်ပြီးတင်းယူတဲ့ကောင်းတယ်ဒါမျိုးတွေကယုံကြည်သူအတိုင်းဝိုင်းထဲမှာမဖြစ်တဲ့ကိစ္စကျေးဇူးတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာတန်ရှင်းရှင်းဆိုတာပါတယ်ယုံကြည်သူတွေကိုတန်ရှင်းစေခြင်းလို့ ခရစ်တော်ကအသွေးအသက်ပေးပြီးတော့ရွေးချယ်ထားတာအဲ့ဖောက်ပြန်တဲ့သူတွေကနှစ်ယောက်လုံးကိုတွားကြည့်လိုက်မတိတဲ့သူတွေမဟုတ်ကျမ်းစာသိတဲ့သူတွေယေရှုတော်ကိုနားလည်တယ်ဆိုတဲ့သူတွေဟိုတချို့ဆိုအတင်းတော်မှာပါဝင်ဆက်ခက်ခဲ့မှုတဲ့သူတွေဒါမျိုးလူတွေလည်းရှိနေတယ်ကဲဘယ်လိုလုပ်ကြမလဲအဲ့တော့အဲ့တော့ကျမ်းစာမှာတိတိကျကျနဲ့မားတဲ့သူကိုခွေးဝက်ဒါနဲ့နိုင်ထားရလေခွေးကလည်းမိမိအံဘက်ကိုမိမိပြန်စားတယ်တဲ့ဝက်ကလည်းစေးပြီးမှရှင်လူ၍ ပြန်ပြီးညစ်ညူးစေတယ်။အဲ့တော့ယေရှုခရစ်တော်ကကျွန်တော်တို့ကိုကယ်တင်ခဲ့တယ်ဆိုတာလောကီရဲ့ညစ်ညူးခြင်းတွေကနေလွတ်မြောက်ဖို့အတွက်မတရားတော်မိထုံကနေလွတ်မြောက်ဖို့အတွက်ဒုစရိုက်ရဲ့လှုပ်ဆောင်ခြင်းတွေကနေကောင်းဖို့အတွက်ယေရှုခရစ်တော်အသေးခံပေးခဲ့တာ။အဲ့ဒါကိုဒီနေ့ခေတ်ယုံကြည်သူတွေလက်မထက်ပဲနဲ့အိတ်နေတာတွေသူများပေါ်မှာခေါင်းမုံဖြတ်နေတာတွေမတရားတော့အမှုမှာကျင်လည်နေတာတွေဒါကထမင်းစားရေတောက်ရိုးတလိုတောင်ဖြစ်နေတယ် ဝန်းနေဖို့ကောင်းတယ်။တရကြရင် မောင်မိုက်အန်တွားခဲကြရာအရက်မှာမနာတဲ့ငုံနေရမယ်နော်။ကက်တင်တော်မူသောအရှင်ယုခရစ်တော်ကိုထိကျွမ်းခြင်းအားဖြင့်လော်ကီညညူးခြင်းနဲ့ကင်းလွတ်ပြီးမှတဖန်ကြော့မိပြီးရှုံးလင်နောက်ဖြစ်ဟန်သည်ရှေ့ဖြစ်ဟန်တဲ့တာ၍ဆို၏ကဲတခြင်းရပြီးအပြစ်လွတ်ခြင်းခံထားရတဲ့လူတွေရောက်ဟာနောက်တစ်ခါပြန်ပြီးဒီအပြစ်ကိုလုံမိလို့ရှင်အရင်ကထက်ပိုးပြီးမှတော့နောင်နာမရနိုင်။ဘာကြောင့်လဲ?သူအားလုံးသိတယ် ဘုရားရဲ့မေတ္တာအကြောင်းလဲသူတည်ထားတယ်။ဂျေစုတော့အကြောင်းလဲသူတည်ထားတယ်။တရားတွေလည်းသူတို့ဘောပေါက်ထားတယ်။ဒီလိုလူကိုစုံမရတော်တော်ခတ်တယ်။ဟာဒီကောင်တွေကြောင်းလဲဖို့မလွယ်ဘူး။ဒါကြောင့်မလို့တဲ့။ခရစ်တော်အကြောင်းခံခဲ့ရတဲ့အဲ့ဒီတန်ရှင်ခြင်းကိုပြစ်မာတာထက်အရင်ကတည်းကနေမင်းခရစ်တော်ကိုမရဘဲနဲ့မယုံကြည်သူဘောနဲ့နေခဲ့တာပို့ပြီးတော့ကောင်းတယ်။အဲ့နဲ့ပြင်းထန်သွားလားမသိဘူး။နားလဲပြီ။ဒါကြောင့်ယုံကြည်သူတက်တာထဲမှာတန်ရှင်ခြင်းရှိဖို့လိုတယ်။ တန့်ချင်ချင်းရှိတဲ့အတ္တကမှဘုရားတခင်ရဲ့ဘုံတော်ကိုထင်ရှားစေတာကျွန်တော်တို့ရဲ့ခန္ဓာစိတ်ဝိညာဉ်အားဖြင့်ဘုရားတခင်ရဲ့ဘုံတော်ကိုထင်ရှားစေဖို့အတွက်ခရစ်တော်ကဒီနေ့တင့်ကိုရွေးချယ်ထားတာပါဒီຢာရီထဲမှာပြိုလဲကြရှုံးပြီးတော့တင်ဘဝအဆုံးသတ်ဖို့အတွက်ဘုရားခင်လိုတော်မရှိပါဘူးဒါကြောင့်အမားကိုတိတိကျကျနဲ့တင်ဆက်လုပ်နေတယ်ဆိုရင်ကိုကိုကိုတိခွေးနဲ့ဝက်နဲ့ပရိစ္ဆန်နေဆိုတာဘာမှမသိဘူးစားမယ်တောက်မယ်မေထုံပြုတ်မယ်ဒါပဲသိတာတင်လဲအဲ့ဒီထဲမှာပဲကျင်လင်နေတယ်ဆိုရင် တရိစံနဲ့တင်ဟာဘာမှမထူးခြားဘူးဆိုတာလေးပြောပြချင်တယ်။ရောက်တဲ့မြန်ကောင်ကြီးရှိပါစေ။